အုပ်စုတက်ဖို့ညွှန်လင်းချက်ရှိနေသေးတဲ့အတွက် LMCD ကိုဂိုးပြတ်သွင်းဖို့လိုအပ်နေတယ်ဘိုကာဂျူနီယာ ဟုတ်ကဲ့အားလုံးပဲညီကိုတို့အားလုံးမင်္ဂလာပါဗျ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုနောက်ထပ်ရွေးချယ်ပေးစဉ်နဲ့ပွဲလေးတစ်ပွဲကတော့ဒါ FIFA Club ကျွန်တော်တို့ Rocket Group C ဒါ Round 3ပွဲစဉ်ရဲ့နည်းနည်းရင်ခုန်ဖို့စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲရှိပါတယ်ဗျဒါကတော့ကျွန်တော်တို့ Boca Junior အသင်းနဲ့ England City တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျအဲ့ Boca Junior အသင်းကဒါအုပ်စုအတွင်းမှာဒါနှစ်ပွဲကစားထားပြီးတော့ဒါတစ်ပွဲတည်းတစ်ပွဲရှုံးထားတဲ့တပွဲရှုံးရမှတ်တမှတ်ရရှိထားတယ်ဆိုရင် ဘေဗီကာဘေဗီကာအတင်းနဲ့၃မှတ်กว่ากว่าဟနေတဲ့အတွက်အာဒီဘွဲမှာပဲဒီညမှာပဲဒါဘေဗီကာလည်းဘိုင်ယန်မြူးနစ်လိုအတင်းနဲ့ကန်ရမှာဖြစ်တဲ့အတွက်ဒါတကယ်လို့ဘိုင်ယန်မြူးနစ်တာအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့မျောလင့်ချက်ကောင်းကောင်းရှိမှာဖြစ်ပါတယ်ဗျအာဘိုကာဂျူနီယာအတင်းနေနဲ့ကလည်းဒါအဒမ်ဂျီဂျီကိုဒါဂိုးပြတ်သွင်းနိုင်ဖို့တော့နည်းနည်းလိုတာပေါ့ဗျာဘာလို့လဲဆိုတော့သူတို့ရဲ့ဒါဂလိုးစေဂိုးကွာချမှုကဘိုကာဂျူနီယာက -1 ဘယ်ဖီကာပလတ်ချစ်ဆိုတော့သူဒီပွဲမှာ LMC လေးကိုမဟုတ်ဘူးဆိုရင်တော့မှပဲသူ6 6လောက်တွင်းနိုင်မှဒါ6 6လောက်တွင်းနိုင်မှဒါနောက်တစ်ဆင့်ကိုတက်ဖို့ညှော်နှင်းချက်ရှိမဲ့ပုံစံမျိုးပါဗျဒါ LMC ကြီးကတော့ဒါဒီအုပ်စုရဲ့ဒါအားအနေဆုံးအတင်ဖြစ်တာနဲ့အညီဒါဒူဘိုင်ယံမြူနစ်ကို16နဲ့ရှုံးတယ်ဘေဖီကာကို69နဲ့ရှုံးနေခဲ့တယ်ပေါ့နော်ဒါဘေဖီကာနဲ့ LMC ဒီအတင်တို့ရဲ့နေ့မှာလဲဒါပထမပိုင်းရဲ့ ရလက်ကတော့1စီးတဲ့1စီးပဲဖြစ်တယ်ဆိုပေမဲ့ဒါကျွန်တော်တို့ပွဲပြီးဆုံးသွားတဲ့အချိန်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့6ဘိုးဆိုတဲ့ရလက်အထိရရှိခဲ့တဲ့အတွက်ဒါဘေဖီကာကိုတူတူတရေချအောင်ကန်ထားနိုင်တဲ့ဒါဘိုကာဂျူနီယာအနေနဲ့ဒါအလမ်စီးရီးကိုဘလောက်ထိဂိုးပြတ်သွင်းနိုင်မလဲဆိုတာဒါကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်ဗျာဒါဒီအသင်းရဲ့ဒါဒီနှစ်သင်းရဲ့ဒါမနက်ခင်းစတင်ပေါက်ကြီးရဆိုရင်လည်းဒါဘိုကာဂျူနီယာအသင်းကဒါ ်5လုံးသွင်းရင်60အရှုံး5ပေါင်းကြီးက6လုံးသွင်းရင်80အနိုင်လောက်ထိ80အနိုင်လောက်ထိဒါပေါက်ထားပြီမြန်ဒါညနေပိုင်းကြီးပြောင်းလဲမှုမှာတော့ဘိုကာဂျူနီယာအသင်းကဒါဘော်ဒီကတော့ဒါ5လုံးသွင်းရင်ဒါ40အရှုံးဒါ20လောက်ပြန်20လောက်ကျသွားတယ်ဆိုပေမဲ့ဂိုးဝင်ကြီးကတော့၅လုံး100အရှုံးထိဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျ။အာဒီပွဲရတော့ဒါဘိုဂီကဒါဘယ်လိုမျိုးဘယ်လိုမျိုးဒီကြီးကိုဖွင့်ထားလဲဒါကျွန်တော်ထင်ပေါ်ထင်ပေါ်နော်။ ဘူကီကဒါဘူကာဂျူနီယာအနေနဲ့ F1 စီးရီးကိုနိုင်မယ်ဆိုရင်တော့မှပဲသူ6လုံးမပြတ်ဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်တို့ပြေးထားတာတွေ့ရပါတယ်ဗျအဲ့တော့ကျွန်တော်ဒီပွဲမှာဘူကာဂျူနီယာအသင်းကိုတူတူတူဘူကာဂျူနီယာအသင်းကဘင်ဖီကာအသင်းကိုတူတူတေးချအောင်ကန်နိုင်တယ်လို့ဘိုင်ယန်မြူးနစ်လိုအသင်းကိုတော့တကူပြန်သွင်းနိုင်တဲ့အတွက်ဒါဒီပွဲမှာကျွန်တော်တို့ နည်းနည်းလေးကျွန်တော်တို့ဆွန်လာပြီးတော့ဒီပွဲကိုကျွန်တော်ဗိုကာဂျူနီယာအသင်းရဲ့ဘော်ဒီကိုကျွန်တော်ညီကိုတို့နဲ့ရွေးချယ်ပေးချင်ပါတယ်ဗျနည်းနည်းအန်ဒီရင်များတယ်ဆိုပေမဲ့ဒါညီကိုတို့အနေနဲ့ဒါဒီညဒီဒီပွဲကိုစိတ်ဝင်စိတ်ဝင်စားတယ်စောကျင်နေဆိုတော့ကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့ဒါဗိုကာဂျူနီယာဘော်ဒီကိုညီကိုတွေအနေနဲ့ပါပါလီနည်းနည်းစောတင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျဒါကြောင့်ကျွန်တော်အနေနဲ့ဒီဗိုကာဂျူနီယာအသင်းနဲ့ LMCD တို့ရဲ့ ပွဲစဉ်ကိုကျွန်တော်ဖွင့်ဖွင့်လှစ်ထားတဲ့ကြီးအရာကျွန်တော်ရဲ့ရွေးချယ်ပေးမှုကတော့ဒါဒီပွဲမှာဘိုကာဂျူနီယာအနေနဲ့အလမ်စီးတီးကိုမဟာကူအထက်တော်တွင်းနိုင်လိမ့်မယ်လို့ယုံကြည်ရတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုဘိုကာဂျူနီယာအသင်းရဲ့ဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်ဗျ။အဲညီကိုရင်းနဲ့အကြိုက်တူမှလိုက်ကစားပါဗျ။အကြိုက်မီဒီလို့ရှိရင်လွတ်လပ်စွာဘက်ကန်စော်ကစားနိုင်ပါတယ်။ညီကိုရင်းနဲ့ဘောနောဝဲတွေကိုဓာတ်ရိုက်ကြည့်ဓာတ်ရိုက်လောင်းပြီးစော်ကစားချင်တယ်ဆိုရင်တော့ဒါငွေကြီးအာမခံမှုအပြည့်ရှိတဲ့ယူဖာဘက်မှလာရောက်စော်ကစားဖို့ ဒါညီကိုတွေကိုဖိတ်ခေါ်လိုက်ပါတယ်ဗျ။အာယူဘဘမှာညီကိုတွေအနေနဲ့ဒါဘောလုံးပွဲတွေကိုအကောက်အကောက်ပွင့်ဆော့ကစားယုံနေဒါကျွန်တော်ရဲ့2025 26ဒါတရားဒီတာပေါ့နော်။တရားဒီတာ VNV Telegram VNV Channel ကိုညီကိုတွေအနေနဲ့ free join ဝင်ရမှာဖြစ်ပါတယ်ဗျ။ဗီဒီယိုကိုအဆုံးထိပေးကြည့်ပေးကြတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတည်းဖြစ်ပါစေခင်ဗျာ